အားလုံးပဲမင်္ဂလာပါကျမတို့ချက်ချက်မဲ့ channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ချက်ပြမဲ့ဟင်းလေးကတော့ငါ့ကိုလုံးဝမညီစေဘဲနဲ့ငါမကြိုက်တဲ့သူတော့စပီးထက်စားခြင်းမဲ့ channel လေးနဲ့ ငစရိုင်းဟင်းလေးကိုချက်ပြထားပါတယ်။အားလုံးဗီဒီယိုလေးမှာဆက်ဆုံကြရအောင်နော်။ငစရိုင်းဆိုတဲ့ငါးမျိုးစားလေးကတော့ခုတ်ရတာလက်ဝင်ပြီးတော့အရင်ချွဲတဲ့ငါးမျိုးစားလေးဖြစ်ပါတယ်။ဒီငါးလေးကချက်တတ်မယ်ဆိုရင်တော့စားကောင်းတဲ့ထမင်းမိတ်စေတဲ့ဟင်းတစ်ခွက်ကိုရရှိစေမှာဖြစ်ပါတယ်ရှင်။ဒီလိုဟင်းကောင်းလေးတွေကိုလက်ချက်စားခြင်းနဲ့ဆိုရင်တော့ကျမတို့ channel လေးကို subscribe လေးလုပ်ပြီး notification လေးပါနှိပ်ထားခဲ့ပြီးပါနော်။ ခုဆိုရင်ငားလေးကိုစကင်ပြပါမယ်။ငားရဲ့ကြောကုန်းမှာပါတဲ့စူးရောင်လေးကိုခုတ်ဖြတ်ပါမယ်။အမိနဲ့ခေါင်းနဲ့ကိုလည်းခုတ်ထားပေးပါမယ်။ပြီးရင်တော့ဗိုက်ထဲကအစာလေးတွေဖောက်ထုတ်ပြီးရင်တော့ငားလေးကင်တာပြီးပါပြီ။ငားရဲ့ကြောမှာပါတဲ့စူးရောင်လေးကလက်ကိုစူတတ်ပါတယ်။တည်ထားပြီးကင်ရပါတယ်ရှင်။ငါရဲ့ဘေးနှက်ဖက်ကိုလည်းယခုလိုပဲမွန်ထားပေးလိုက်ပါတယ်ရှင်။ဒီငါးလေးကစားရတာရတာကောင်းမြင်မယ်၊ကန်ရတာတော်တော်တော့လောက်ဝင်ပါတယ်။ ုတ်လုတ်ပြီးသွားပြီဆိုရင်တော့ငါးလေးကိုဈေးပါမယ်။စားလေးနဲ့ငယ်ထည့်ပါမယ်။ပြီးရင်တော့ရှာလကရေးထည့်ပြီးတော့ငါးကိုဈေးပါမယ်ရှင်။ယခုလိုပဲချွဲလေးတွေပြောင်းသွားအောင်ဖွားဖွားလေးနေဈေးပေးရပါမယ်ရှင်။ခဏကြောင်နေလိုက်ရင်တော့ငါးကကြမ်းကြမ်းလေးဖြစ်သွားပြီးယခုလိုမျိုးအချွဲလေးထွက်သွားပါတယ်ရှင်။ ိတ်ကြိုက်ချွဲလေးတွေပြောင်းသွားပြီဆိုလို့ရှိရင်တော့ငါးကိုရင်းနဲ့စီချပေးလိုက်ပါမယ်။စားနဲ့ရှာလကာရင်းလေးတွေပြောင်းသွားအောင်၃လေးတက်လောက်စီထားပေးပါမယ်။ပြီးရင်တော့ငါးကောင်းထဲမှာပါတဲ့ဗဟက်လေးတွေကိုယခုလိုပဲ ထုတ်ပေးရပါမယ်ရှင်။ဒီဟာလေးတွေပိုင်းတော့ငါးကိုပို့ပြီးတော့ညှိစီပါတယ်။အဲဒါကြောင့်မလို့ကျမကတော့ဆစ်ရှိရှိနဲ့တကောင်ချင်းစီကိုအကုန်လုံးထုတ်လိုက်ပါတယ်ရှင်။ ငါးကိုချက်တဲ့အခါမှာမညီစီဘူးဆိုရင်ငါးဆေးရဲ့နေရာကအဓိကကြပါတယ်။ဆေးလာမပြောင်းရင်ညီလို့မစားကျင်တဲ့လူတွေလည်းရှိပါတယ်။ဒီလိုလေးဆေးပြီးချက်စားကြည့်ကြပါနော်။လက်ဝင်ပေးမယ်စားကောင်းစီမှာတော့အာမခံပါတယ်။ကျမကတော့ဟင်းညီချင်ရင်အမြင်နဲ့အရင်စားရတာလို့ထင်ပါတယ်။ကိုချက်တဲ့နီလေးကမြင်ရတာကျင်းနေစရာကောင်းနေပြီဆိုရင်တော့ဒီဟင်းလေးကလုံးဝကိုစားကောင်းစီမှာပါ။ကဲယခုလိုပဲငါးကို ွေးတန့်နေအောင်ဆေးပြီးသွားပြီဆိုလို့ရှိရင်တော့ရတာလေးလေးထည့်ပြီးတော့နေထားပြပါမယ်ရှင်။သံဃာလေးတွေမှာနေနေကြနေဤတိုင်းစမဲမုံလေးနေငယ်ထည့်မယ်အချုံမုံလေးထည့်မယ်စားလေးထည့်မယ်ပြီးရင်တော့ရတာလေးစိတ်ဝင်အောင်ဖွားဖွားလေးနေပေးထားလိုက်ပါမယ်ရှင်။နေတဲ့နေရာမှာငါးကောင်ချင်းစီကိုယခုလိုမျိုးဆုပ်ဆုပ်ပြီးနေပြီးလို့ရှိရင်ရတာလီကပုံဝင်ပါတယ်เนาะ ပြီးရင်တော့ငါးဟင်းလေးချက်ဖို့အတွက်စက်တုံးအဖြူနီကိုမြူသီးလေးညံ့ညံ့လေးထောင်းထားပေးပါမယ်။အိုးရဲကိုစီးထည့်ပြီးစီဆူလာပြီဆိုရင်တော့အရောင်ကောင်းအောင်နွနွဲမုံလေးနင်းငယ်ထည့်ပါမယ်။ပြီးရင်တော့မြူသီးလေးထည့်ပြီးတော့စီတက်ပေးထားလိုက်ပါမယ်ရှင်။မြူသီးရောင်လေးတက်လာပြီးစက်တုံးအနံလေးတွေမွေးလာအောင်မြေအေးလေးနဲ့စီတက်ပါမယ်။ပြီးရင်တော့အနံအကျွတ်မဆလာလေးနင်းငယ်ထည့်ပါမယ်။ သားငါးတွေချက်တဲ့အခါမှာတော့ယူသည်စစ်တက်နေတော့အချင်းငပြိုင်လေးနှင်းငယ်ထည့်ပြီးတော့စစ်တက်ပေးခြင်းဟာဟင်းနဲ့လေးကိုပို့ပြီးတော့မွေးစေပါတယ်ရှင်။စစ်တက်တာလေးရပြီဆိုရင်တော့ငါလေးကိုထည့်ပြီးတော့လုံပေးပါမယ်။ငါလုံးနာကတော့9မိနစ်လောက်ကြာအောင်လုံထားပေးရပါတယ်ရှင်။ပြီးရင်တော့ရင်နွေးလေးနှင်းငယ်ထည့်ပြီးတော့ငါလေးကြီးကြောင်တည်ထားပေးလိုက်ပါမယ်။ဒီငစင်ရိုင်းရဲ့အသားလေးကတော့အနှင်းငယ်မာတဲ့ဘက်ကိုသွားပါတယ်။ ငါးလေးရေနူဖို့ဆိုရင်တော့15မိနစ်လောက်ကိုဖုန်လေးအုပ်ပြီးတော့တည်ထားပြရပါမယ်ရှင်။ငါးလေးတွေကတေချာလေးနူသွားပြီဆိုလို့ရှိရင်တော့မကြီးရေလေးကိုထည့်ပြီးချက်ထားပြပါမယ်ရှင်။ငါးတေချာမနူသေးပဲနဲ့မကြီးရေထည့်မိရင်တော့ငါးလေးကမဆက်ဆက်နဲ့စမကောင်းပါဘူးနော်။မကြီးရည်လေးတွေခမ်းပြီးတော့စီလေးလေးပြန်လာပြီဆိုလို့ရှိရင်တော့ရှက်နန်နန်လေးနဲ့မြုပ်သေးစိမ့်လေးကိုအုပ်ပေးလိုက်ပါမယ်ရှင်။ ငါးဟင်းလေးချက်ရင်ရှက်နဲ့နန်းလေးအုပ်ပေးခြင်းကလိုက်ဖက်ဆုံးဟင်းလေးတစ်ခွက်ကိုဖြစ်စေပါတယ်။ဒီငါးလေးကိုအိုကက်စီပြန်လေးစားကျင်တာဖြစ်တဲ့အတွက်အနေငယ်ထပ်ပြီးတော့ချက်ထားပေးလိုက်ပါတယ်ရှင်။ငါးဟင်းလေးရပြီဆိုလို့ရှိရင်တော့ရတာပေါငံပြီးပြီးတော့စားဖို့ကိုခတ်လိုက်ပါမယ်။ငါးလေးတွေကခေါရကန်ရတာလက်ဝင်နေဆိုပေမဲ့ အရန်ကိုစားကောင်းပါတယ်။ခေါင်းတရသားလေးပေါ့နော်။အားလုံးပဲဒီဟင်းလေးကို လိုက်ပြီးတော့ချက်စားကြည့်ကြပါ။ကျမတို့ဒေတာဘက်မှာတော့ငားလေးဒီကပေါ်ရင်အတွက်ငားရင်ချက်နေမျိုးစုကိုလည်းထပ်ပြီးတော့ချက်ပြပေးသွားဖို့ရှိပါတယ်ရှင်။ယခုဆိုရင်တော့လုံးဝမညီပဲနဲ့အရန်စားကောက်နဲ့ငစင်းဥကက်စီပြန်လေးတစ်ခွက်ရပါပြီရှင်။ငားရဲ့အသားကမမပဲနဲ့နူးနူးညံ့ညံ့လေးနဲ့ရှင်းနန်းလေးအုပ်ထားတော့အရန်မှုရဲ့ငားဟင်းလေးတစ်ခွက်ပါ။ မချင်းနဲ့လေးနဲ့ဥကက်လေးချက်ထားတော့အရန်ကောင်းပေါ့နော်အခုဆိုရင်တော့သမင်စားဖို့ပြင်ဆင်လိုက်ပါမယ်။ငပိရရဲ့တိုးစရာလေးရဲ့ငါးဥကက်စီပြန်လေးရဲ့တန်းကော်ပီစင်ကြော်လေးရဲ့အားလုံးပဲစားကြပါအောင်ရှင်။အခုလိုမျိုးဟင်းကောင်းကောင်းလေးတွေကိုလိုက်ပြီးချက်စားခြင်းနဲ့ဆိုလို့ရှိရင်တော့ subscribe နဲ့ notification လေးပါနှိပ်ထားခဲ့ဖို့မမေ့နဲ့နော် ကြည့်ရှုသူများအားလုံးကျေးဇူးတင်ပါတယ်ရှင်